ော့ပြန်ခက်ခက်ခါခါပြောလဲပလန်ဆွဲတာပြည်ဘယ်သူပလန်ဆွဲတာရှိရှိလေးပဲပလန်ဆွဲတဲ့အစီအစဉ်ကပြောပြမယ်နော်ပလန်ဆွဲတဲ့အခုကလေအခုပြောပြမယ်နော်ဒါကိုခိုင်းလို့ဆိုရင် ခရီးရိုင်လို့ခေါ်တယ်သိလားဒါဖောက်ခင်းမှုအခြေစားဘန်းငွေသိန်းတရာအခိုးခံရတဲ့အကြောင်းကိုလ ినా အသေးစိတ်ပြောပြပေးပါမယ် အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ကိုမိုးဒီပါဗျအခုကျွန်တော်တင်ဆက်ပြရှင်တဲ့ဗီဒီယိုဖိုင်လေးကတော့ထိုင်းနိုင်ငံမှာဖြစ်သွားတာဗျအင်္ဂလိပ်ဖြစ်သူကိုယုံပြီးလို့ပေါ့နော်ဘတ်ငွေ300ကိုခံလိုက်ရတဲ့အချောင်းကိုဒါဖြတ်ပြထားတဲ့အမတ်တယောက်ရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျဗီဒီယိုဖိုင်ထဲမှာဆိုရင်အကြောင်းစုံကိုဖြတ်ပြထားတာမလို့ဒီကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိလိုက်ပါပြရှုဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျဘတ်ငွေ300အခိုးခံရတဲ့အချောင်းကိုလ ినా အသေးစိတ်ပြောပြပေးပါမယ်ကိုသွားတာကတငယ်ချင်းအရင်ထဲကပါပဲ ဖြစ်စဉ်ကဒီလိုပါလင်နာတို့တွေကတငယ်ချင်းတွေဆိုတော့တငယ်ချင်းတွေအချင်းချင်းဂရုဖွဲ့ထားကြတာရှိတယ် line မှာအဲ့ဒီမှာလင်နာက၉ရက်နေ့ညနေတုန်းကပေါ့နော်လင်နာချုံပူလီကိုသွားမယ်ဆိုတဲ့အကြောင်းကိုဂရုထဲကတငယ်ချင်းတွေကိုလင်နာကပြောလိုက်တယ်ပြောလိုက်တော့အခုပတ်စံခိုးတဲ့တငယ်ချင်းကဒီအခွင့်အရေးကိုဘယ်တုန်းလဲကသူစောင့်နေလဲတော့မသိဘူးပေါ့နော်လင်နာသွားတဲ့၉ရက်နေ့ညမှာပဲသူကလင်နာရဲ့အခန်းကိုဖောက်ဝင်တာပါ အခန်းထဲကိုဘလို့ဖောက်ဝင်လဲဆိုလို့ရှိရင်လင်းနာတို့နေတာကကွန်ဒိုဖြစ်တဲ့အတွက်ကွန်ဒိုရဲ့အဝင်တွေမှာဓာတ်လေကားတွေမှာဆိုလို့ရှိရင်ကီကတ်ကိုသုံးရတယ်အခုခိုးသွားတဲ့တငယ်ချင်းကလင်းနာနဲ့အရန်ကြီးနေတဲ့တငယ်ချင်းဆိုတော့အဲခဏခဏလင်းနာတို့အခန်းကိုလာလေတဲ့အခါမျိုးဆိုလို့ရှိရင်လင်းနာကခဏခဏဆေးမခေါ်ရအောင်ဆိုပြီးတော့သူ့ကိုကီကတ်တစ်ခုပေးထားတာဖြစ်တယ်အဲ့ဒီအခွင့်အရေးကိုသူကယူပြီးတော့လင်းနာအခန်းကိုဝင်ဖောက်တာပါ ဒါပေမဲ့အဲ့ဒီခေကကကျတော့ဓလေကားကိုပဲဝင်လို့ရတာအိတ်ခန်းနေထီကိုဝင်လို့မရဘူးဓလေကားကနေပြီးတော့တက်လာပြီးအခန်းထဲကိုဝင်ဖို့ဆိုလို့ရှိရင်လင်းနာရဲ့အခန်းတော်ကပုံစံကကျတော့ဗောနောလက်ပွေနှိပ်ပြီးဝင်တာသို့မဟုတ်မျက်နှာစကန်ဖတ်ပြီးဝင်တာသို့မဟုတ် password ထည့်ပြီးဝင်တာဖြစ်တဲ့အတွက်သူတို့ကအခန်းထဲကိုတော့တိုက်ရိုက်ဝင်လို့မရပါဘူးလင်းနာကလင်းနာရဲ့အခန်း password တွေကိုတော့သူတို့မပြောပြထားပါဘူးဆိုတော့အဲ့ဒီဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဝရန်တာအပေါက်ကနေပြီးတော့ဗောနောအဲဝရန်တာမှန်တကားအပေါက်ကနေပြီးတော့တကားဖြတ်ပြီးဝင်လာတာပါ ဒါဒီဟာကတော့လင်နာတို့ခြုံပူလီကနေပြီးတော့ပြန်ရောက်တာပေါ့နော်ပုံမှန်ကတော့၁၀ရက်နေ့ည၁၂ရက်23မှာလင်နာတို့ကပြန်ရောက်တာပါပြန်ရောက်ချင်းကလင်နာအိတ်ခမ်းတကားသေးကိုမဝင်ရသေးပါဘူးအပြင်မှာပဲနေနေသေးပါတယ်အဲ့ဒီချိန်ထိကလင်နာကပစ္စည်းပြောက်လို့ပြောက်မှန်းလဲလုံးဝမသိသေးပါဘူးရောက်ရောက်ချင်းဝိလက်ကြောင်ပတ်လုံနေတာအရှိခမ်းမှာပဲနေနေရပါတော့လင်နာရဲ့အိတ်ခမ်းကကျတော့အဲ့ဒီဘေးမှမြင်နေရတဲ့တကားလေးကလင်နာရဲ့အိတ်ခမ်းပါလင်နာအခန်းထဲမှာဝိလက်ကြောင်ပတ်လုပ်ပြီးတော်တော်လေးကြာပြီးတော့မှအိတ်ခမ်းထဲဝင်တာပေါ့နော် အိုက်ခန်းထဲကိုဝင်တဲ့အချိန်ကလည်းတကားလေးပဲဖွင့်မဲဖွင့်တာပေါ့နော်တကားကိုဖွင့်ပြီးတော့ပြီးလည်းပြီးတော့လင်နာချက်ချင်းမဝင်သေးဘူးဒီတိုင်းပဲနေနေလိုက်သေးတယ်နောက်ပြီးတတော်လေးကြာပြီးတော့မှလင်နာအိုက်ခန်းထဲကိုဝင်တာပေါ့နော်ဝင်ဝင်ဝင်လာနဲ့လင်နာကတစ်စီးတွေပျောက်တယ်ဆိုတော့သိသွားပြီးအဲ့အချိန်မှာလင်နာတငယ်ချင်းတွေကိုခေါ်တယ်ခေါ်ပြီးတော့အာကိုစိတ်ကိုကိုလဲစုစည်းတယ်တကားတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ပေါ့နော်ဒါအရှေ့ရဗီဒီယိုကိုတော့လင်နာထည့်ပြီးတော့မထည့်ထားတော့ဘူးနော်ဘာလို့လဲဆိုတော့ဒီနည်းနည်းလေးအာဘေးဒုက္ခလေးဖြစ်သွားလို့ပေါ့နော် အဲ့ချိန်မှာလင်နာပထမဦးဆုံးလောက်တာကကြတော့လင်နာရဲ့လှုပ်ဖော်ကင်ဖတ်အကိုလိုခင်ရတယ်အကိုရှီကိုဖုန်းဆက်တယ်ပြီးတော့ပလိတ်တေရှီကိုဖုန်းဆက်တိုင်းတယ်တိုင်ပြီးပြီးချင်းမှာပဲငွေအမောက်တရားတအားနဲ့များတော့ဗောနောပလိတ်တွေကလည်းချက်ချင်းနဲ့လာခဲ့ပြီးပါတယ်ကွန်ဒိုဗောနောအဲပလိတ်တွေလာတဲ့အချိန်မှာတော့ည2နာရီ2နာရီ50ခွန်ဆိုတော့အမနက်3နာရီဗောမနက်3နာရီထိုးပါပြီနောက်၃နိုင်ထိုးပြီးအဲ့ချိန်မှာဒါဖက်ခနုံကပလိတ်တွေလာတယ်ပြီးတော့အဖွဲဆုံးတစ်ဖွဲ့ပြီးတစ်ဖွဲ့ထပ်ရောက်လာတာပေါ့နော် သူတို့ရောက်လာတဲ့အချိန်မှာဒါတဖွဲနဲ့တဖွဲရမတူပလိတ်တွေတော့မှန်တယ်ဒါပေမဲ့အဖွဲတွေချင်းမတူအာစုံစမ်းစစ်ဆေးရေးအဖွဲတွေပြီးရင်လက်ပွေစကန်စစ်ဆေးတဲ့အဖွဲတွေအဖွဲတွေမတူဘောနော်သူတို့တဖွဲချင်းသူတို့အဖွဲလိုက်သူတို့လှုပ်ရှားရှိတာကိုသူတို့လှုပ်တယ်စစ်ဆေးတယ်မီးမြန်းတာတွေလှုပ်တယ်အာလင်းနာတို့ဘက်ကနေလည်းဖြည့်ပေးတယ်ဘောနော်ပြီးတော့လင်းနာတို့ဘက်ကနေပြီးတော့တန်လျာရှိတဲ့သူတွေကိုသူတို့ကမေးတယ် အမထဲလေနာကလေနာတန်ရရှိတဲ့သူကတော့ဒါလေနာတငယ်ချင်းလင်မယားတွဲပေါ့နော်သူတို့ရဲ့ဖုန်းနံပါတ်တွေသူတို့ရဲ့ Facebook account တွေပြီးလိုက်တဲ့အချိန်မှာပလိတ်တွေကဒါနဲ့ခြေရခံလိုက်တာပါ စုံစမ်းစစ်ဆေးရေးဖွဲ့တွေကလည်းအရန်ကိုတော်ပါတယ်ဒါဖုန်းနံပါတ်နဲ့ Facebook ကောက်လေးပေးုံနဲ့သူတို့စစ်ဆေးတာပေါ့နော်ဟိုသူတို့အခြေခံလိုက်တာဒီဒီလူတွေဘေးနေရဘေးနေရမှာရှိနေတယ်ဆိုတော့တန်းပြီးတော့သိသွားပါတယ်သူတို့တွေကတော့အဲဒီဝေဟင်ဘက်ကဟိုတယ်ဘက်ကိုရောက်သွားတာပေါ့နော်အဲ့ဒီမှာဒီဖုန်းနံပါတ်တွေနဲ့ခြေခံလိုက်နေတယ်ခြေခံလိုက်ပြီးတော့သူတို့အအစစ်စစ်စစ်ဆေးတော့အဲ့ဒီမှာရှိတယ်ဆိုတာသိချသွားတယ်သိချသွားတော့ဒါမဲ့လင်နာတို့အနေနဲ့ညာတွင်ချင်းဖန်ဝန်းရန်ထုတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်အဲသူတို့ကိုပေါ့နော်ဒီ plate တွေကလည်းသူတို့အဖွဲ့အစည်းနဲ့သူတို့ ့အစင်စင်သူတို့စောင့်ကြတယ်အဲ့ဒီဟိုတယ်တွေဘက်မှာပြီးတော့အဲမိုးလင်းကြတော့မှဒါ17ရက်နေ့မနေ့ပိုင်းကြတော့မှဖမ်းဝရန်ရပြီးတော့ဒါသူတို့တွေကိုဟိုတယ်မှာသွားပြီးတော့ဖမ်းလာခဲ့တာပေါ့နော်သွားပြီးတော့ဖမ်းလာတဲ့အချိန်မှာသူတို့တွေက9ရက်နေ့ညကခိုးတယ်ဆိုတော့ဒါ10ရက်နေ့ နေ့တနေ့ကောင်ကသူတို့တွေက shopping ထွက်ထားတာဖြစ်မဲ့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မှာတတ်သိခံပစ္စည်းတွေအနေနဲ့ iPhone 16 Pro Max တွေ Apple တွေအာပြီးလို့ရှိရင်ဒါသူတို့အစ်စ်ဝယ်ထားတာတွေရွှေတွေရောပဲဆွေဆဲကြိုးတွေရောပဲအစ်စ်ဝယ်ထားတာဒါတရအတင်းမှာပဲသူတို့ငွေ70သိန်းလောက်ကိုသုံးပြီးွားပြီး ဒါဒီနေ့၁၂ရက်နေ့မှာတော့ဗောနော်ဒါလေးနာတို့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုပြန်ရပါတယ်ရွှေတွေလည်းပြန်တွေ့ပါတယ်အကုန်ပြီးလို့ရှိရင်ပတ်စံအနေနဲ့ကကြတော့ပထမ300ကျော်လောက်ပျောက်ထားတဲ့နေရာမှာ390လောက်ကတော့ပြန်ပြီးတော့ရပါပြီဒါ10သိန်းလောက်ကတော့တို့မြန်မာပတ်ချမ်းကိုငွေလွှဲလိုက်တာတွေလည်းရှိတယ်တတိတွေတွေ့တယ်အာဒါပစ္စည်းပစ္စည်းတွေဝယ်တာ8ဒီမြန်မာတွေတို့ဝယ်ထားတာအားလုံးကအစ်စ်တီးပဲဗောနော်အဲ့ဒါတွေလည်းရှိတယ် အဲ့ဒါတွေအကုန်လုံးကိုလည်းတသက်ခံပစ္စည်းတွေအဖြစ်နဲ့ပြန်ပြီးသိမ်းပြီးပါပြီဆိုတော့လ ినా ကိုစိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့လ ినా ပစ္စည်းတွေကငွေတွေကအကုန်လုံးပြန်ရပါတယ်လို့ပေါ့နော်အမှုကကြတော့မပြီးသေးဘူးပေါ့နော်ရွှေတွေပစ္စည်းတွေပြန်ရတယ်ဆိုပေမဲ့လည်းဒါကဒီထိုင်းနိုင်ငံမှာဘတ်သိန်း100ကျော်ဆိုတဲ့အမှုဖောက်ထွင်းမှုဆိုတာကဒါအမှုအကြီးစားကြီးပေါ့နော်ဆိုတော့ဒါကတော့သူတို့တွေကိုဥပဒေအတိုင်းပဲဆက်ပြီးတော့သွားမှာဖြစ်ပါတယ် ပြီးလို့ရှိရင်သူတို့တွေခိုးသွားတဲ့ပတ်စံတွေကလင်နာကုမ္ပဏီရဲ့ပတ်စံတွေဖြစ်တဲ့အတွက်ပို့ပြီးတော့ပြစ်မှုကြီးပါတယ်။ခိုးတဲ့အချိန်ကလည်းညဘက်အဲ၁၀နိုင်ကျော်ဝင်ခိုးတာလည်းဖြစ်တယ်။ပြီးလို့ရှိရင်အခန်းထဲကိုဖောက်ထွင်းဝင်ရောက်လာတဲ့အမှုကလည်းပို့ပြီးတော့ကြီးပါတယ်။ဆိုတော့သူများနိုင်ငံမှာအလုပ်လုပ်စားမယ်ဆိုလို့ရှိရင်လည်းကောင်းကောင်းမွန်မွန်လုပ်စားကြပါဒီလိုခိုးဝက်ပြီးလုပ်စားတာတွေမလုပ်ကြပါနဲ့။ဒါလေးပြောပြပေးတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘယ်လိုပြန်ခဏခဏပြောလဲပလန်ဆွဲတာပြီ။ဘယ်သူပလန်ဆွဲတာရှိရှိလေးပဲ။ ဆိုးတဲ့အစီအစဉ်ပြောပြမယ်နော်ပလန်ဆိုးတဲ့အခုကလေအခုပြောပြမယ်နော်ဒါကိုခိုင်းလို့ဆိုရင်ခရီးရိုင်လို့ခေါ်တယ်သိလားဒါဖောက်ဆင်းမှုအစည်းအဝေးခိုးရဲမှုမှာ၃ဆင်းရှိတယ်နေ့ကင်းဘက်ခိုးတာညနေဘက်ခိုးတာညဘက်ခိုးတာအတူနော်ညဘက်ခိုးတဲ့အမှုကအကြီးဆုံးအပြင်ကမှမဒီကြိုင်ရိုးဝင်ခိုးတာမဟုတ်ပဲနဲ့တကားကိုဒီလိုမျိုးခိုးတာဖြစ်ပြီးခိုးတာပို့ပြီးတော့အမှုကြီးတယ်အဲ့ဒါကြိုးတင်ပြန်စီမှုသိလား မဲ့လေးပြောပြတာနော်။သူများလည်းကောင်းကောင်းတကားလေအဲ့ဒါလေကအဲ့ဒါလေကပြောပြမလို့တော့ဘူးမတကားမှာအပြာတွေကအကုန်လုံးရှိပြီးသားအဲ့ဒီအတွက်တွေကိုဒါဥပမာကိုပြောပြတာမလို့နဲ့လည်းတော့ငင်းစရာမလို့ပြီလားအမှုလိုက်မှာလည်းလားလိုက်မှာမဟုတ်ဘူးပြောပြတာနော်လူတွေကမတို့ပါဇက်ကအထဲရစကားကိုယူကြမှာမဟုတ်ဘူးသူများတတ်သိယူမှာစကားရှိနေတဲ့ပစ္စည်းတွေတတ်သိယူမှာတကားမှာကိုကဖြစ်သွားတဲ့လွဲရတဲ့အကုန်လုံးရှိတယ် ဟုတ်တယ်ဗျာနော်သူများနိုင်ငံကိုလာပြီးတော့ခုလိုခိုးတာမျိုးတော့မလုပ်သင့်ဘူးဗျာနော်ခိုးတာဆိုပေမဲ့လည်းမတ်တနိုင်ငံလုံးရဲ့ကိုယ်လေးခါကိုကြားစီတယ်ဗျာနော်နောက်ထပ်ထိုင်းရေးတွေကဘောက်တိစုံစမ်းစစ်ဆေးရတော်တဲ့အကြောင်းကိုရှင်းပြထားတဲ့ကိုတယောက်ရဲ့ဗီဒီယိုပိုင်းလေးကိုလည်းကျွန်တော်နဲ့တူတူဆက်ပြီးကြည့်လိုက်ရအောင်ဗျာဒီနေ့နိုဝင်ဘာ7ရက်နေ့ပေါ့နော်ဒီထိုင်းနိုင်ငံမှာဒီမြန်မာအချင်းချင်းနော်ဘတ်ငွေစံတန်းလောက်ခိုးရတဲ့အမှုတကူနော်ခိုးရတော့တရားခံနေမိပါဆိုတော့တရားခံနေရနော်ထိုင်းရေးတွေကိုဘလောက်တိ အထင်သေးွားဆိုတော့သူတို့ကခိုးပြီးတော့ AC เนาะဘန်းငွေတွေခိုးပြီးတော့ဒီ Shopee တွေပါထွက်လိုက်သေးတယ်လေเนาะပြီးတော့ hotel မှာ AC เนาะ AC เนาะအနားယူပြီးတော့ပြီးမှသူတို့ကိုနိုင်ငံကိုထွက်ထွက်มาပေါ့ကွာဆိုတော့ထိုင်းနိုင်ငံမှာเนาะအမုတ်တစ်ခုဖြစ်လို့ရှိရင်သိတယ်မလားထိုင်းရဲတွေသိတယ်မလားဒီအမှုဆက်စေးလို့ရှိရင်တရားကံမမိမကျင်းဘာလို့လက်အဲ့တွေစော့ပြီးဆက်ဆိုတော့လက်ပွေတွေလိုရည်လို့เนาะ ဒီထိုင်းနိုင်ငံမှာအရန်မိုက်တဲ့လက်ဝင်နဲ့လိုက်တာเนาะကျွန်တော်တို့စိတ်ယုတ်လို့တော့လည်းအဲ့လိုပဲကျွန်တော်တို့ဒီထိုင်းနိုင်ငံအမှတ်တမ်းယူလာတဲ့လက်ဝင်လက်ဝင်၁၀ချောင်းလုံးယူတာเนาะဆိုတော့လက်ဝင်၁ချောင်းနှိမ့်လိုက်တာ ਨੇ เนาะဒီလက်ဝင်ကဘသူပဲဝါလဲเนาะဘမနေတာလဲဘာလို့လောက်တာလဲချစ်ချင်းကိုလို့တန်းပို့တယ်เนาะအရင်ကဘာအမှုတွေရှိဘူးလဲပြီးနောက်ခုကဒီထိုင်းနိုင်ငံမှာတိတယ်မလားဓမြတွေเนาะအဲတနတ်တွေနဲ့ရွှေဆိုင်တွေဓမြတိုက်လို့ရှိရင်တိတယ်မလားဘာလို့လက်အိတ်တွေဆော့တာလက်အဲဟိုတည်ရလက်အိတ်တွေရောအဝတ်လက်အိတ်တွေရောဆော့တာเนาะ ဆိုင်နေမှာသူတို့ရဲ့လက်ပွေတွေကြံခဲမှာဆိုလို့เนาะအဒါတာတစ်ချဲပေါ့ဆိုတော့အခိုးပြီးတော့ shop ပဲ trade ပြီးတော့ AC ပေါ့သူတို့ဒီသွားခိုးတာလဲလက်အိတ်တွေစော့တာတော့မဟုတ်ဘူးပေါ့ဒီတိုင်းလက်ဘလိုင်းနဲ့ဆိုတော့ကိုလောတော့လက်ပွေတွေတော့ကြံမှာပေါ့เนาะထိုင်းနိုင်ငံမှာဘာအမှုပဲဖြစ်ဖြစ်เนาะအဲထိုင်းရဲတွေ shop တွေ့လို့မရဘူးအရန်မိုက်တာဒီစစ်စေးနီးတွေอ่ะเนาะအဲ့ဒါထိုင်းရဲတွေ shop တွေ့တဲ့ တခိုးတွေ၃ယောက်လာမသိဘူးเนาะခုတော့ဖမ်းပြီးတော့ JR ဝင်เนาะမကောင်းတော့သူများဟာသူများပြည်စီအလကားချောင်းလို့ရင်းနေကောင်းလीကောင်းတယ်ဟုတ်တယ်ဗျာเนาะသူများနိုင်ငံကနီးပညာတွေအရန်ကုန်မှာမြန်မာလို့နေဗျာเนาะခုလိုသူများပြည်စီတွေကိုအချောင်းလို့ရှင်တဲ့သူတွေဒီဗီယိုလေးကသင်ငန်းစာသင်ငန်းစာရရှိလိမ့်မယ်လို့မျှော်လင့်မိတယ်ဗျာဗီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုဒီမှာကျွန်တော်တို့ဒီပြန်နေဆုံတွေ့ကြမယ်ဗျာ